ဝက်ဆန်ယူနိုက်တက်ကို2ဂိုးပြည့်နဲ့နိုင်ငံပြီးတော့အာဆင်နယ်နီးပြဘဝပွဲပေါင်း300ပြည့်မြောက်ခဲ့တဲ့အာတီတာအာဒီဒါက အာဆင်နယ်နီးပြောက်ပွဲပွဲပေါင်း300ပြင်းပြောက်တယ်ဆရာတပည့်လူခေါ်လို့ရတဲ့ဘူကာအိုဆာကလည်းပရီးမီးယားလိပွဲပေါင်း200ပြင်းပြောက်တယ်အဲ့တော့ဒီနေ့ရတဲ့ပနတီကိုပုံမှန်ဆိုသူယောဂရက်ကိုပြီးကန်နေကြမှန်ပေမဲ့သူ့အနေနဲ့ဂိုးသွင်းထားတာမရှိဘူးအဲ့ဒီအတွက်မှတ်မှန်ရလေးဖြစ်အောင်ဒီဂိုးကိုသူ့ရဲ့ဂိုးဖြစ်ပြောင်းလဲတယ်ပရီးမီးယားလိပွဲပေါင်း200ပြင်းပြောက်တဲ့အတွက်အော်ဒီနေ့ပွဲစဉ်နဲ့ပတ်သက်ပြီးကြည့်မယ်ဆိုကျွန်တော်တို့ chance တွေခွင့်ရီးတွေအများကြီးရတယ်အရင်တော့ဆိုလို့ရှိရင်နောက်ဆုံးတွဲဆုံမှုကိုအိမ်ခွင်နှစ်ချိန်လုံးမှာဆိုကျွန်တော်တို့ဒီဝက်ဆန်ကိုရှုံနေခဲ့တာလန်ဒန်ဒါဘီ ကိုအိမ်ခွင်အမ်းလေးမှာရှုံးနေခဲ့။ဒါပေမဲ့ဒီရသည့်အာဆင်နယ်တင်းရဲ့ squad တက်လူအင်အားတစ်ဖက်အင်းရဲ့နီးပြအပြောင်းလဲလက်ရှိ squad တက်ရဆိုအာဆင်နယ်ကဒီပွဲစဉ်နဲ့ပတ်သက်ပြီးတေချာလေး control လုပ်ပြီးကစားသွားနိုင်တာတွေ့ရတယ်။ရခဲ့တဲ့ goal တွေမှာဆိုလို့ရှိရင်တော့ဟိုလွယ်လွယ်လေးရမဲ့ goal တွေကခက်ခဲခဲ့ပြီးတော့ခက်ခဲဖြစ်မဲ့သူထင်ရတဲ့ goal တွေကရသွားခဲ့တာတွေ့ရတယ်။ဒီနေ့ရပွဲထွက်မှုလူစင်းရဆိုရင်တော့အစီဒီကလန်ရိုက်မာတင်အိုရီကအဲ့အတွေ့ကိုသုံးပါတယ်ပုံမှန်ဆိုလို့ရှိရင်ဇူရီမန်ဒီကိုတဲပြီးဆော့တာ ဒါပေမဲ့ဇူမန်ဒီအရင်ကမှပါလိုက်ချိန်မှာကျွန်တော်သွားတွေ့တာကအတက်ကင်သွားတဲ့ threat တွေမှာတော်တော်လေးကောင်းတာမှန်ပြီမဲ့အသင်းရဲ့ကွင်းလယ်မှာဘောလုံးကိုခန်းစစ်ရှိလိုင်းရနေဖြတ်တဲ့အပိုင်းရဲ့တိုက်စစ်ပြန်ဆောက်ဖို့အတွက်စမလုပ်တဲ့အပိုင်းရဲ့မှာတော့ဇူမန်ဒီတို့ကစားမမျိုးလိုအပ်တယ် rice ဒီဒီရန်ကပြန်ထားလို့ရတာမှန်ပြီမဲ့ကာလာရှေချာရှေ့မှာစောခဲ့ရတဲ့ကစားမဖြစ်တဲ့အတွက်ဒီနေရာသူနဲ့နည်းနည်းပြင်ပြီးစိမ့်သွားတယ်အဲ့အတွက်အရှိမကဟက်စပေးအတက်ကင်မဖီကစားမနှစ်ဦးကောင်းကောင်း worry လုံးနိုင်ပြီမဲ့ဒီရန်ရိုးတနေရာမှာတော့ပြန်စင်းနေရာမှာနည်းနည်းလေး delay ဖြစ်နေတာတွေ့ရတယ် ဒီမှာမာတင်အိုရီကတ်တယောက် injury ဖြစ်ပြီးထွက်သွားတဲ့ခါမှာဇူယီမဒီဝင်လာတဲ့ခါမှာအာဆင်နယ်သင်းရဲ့ကွင်းလည်ကပြန်ပြီးတည်ငြိမ်သွားတယ်။အရင်လိုမျိုးဘသူဝင်ဖြတ်မလဲမသိဘူး။နည်းနည်းလေး delay ဖြစ်နေနေထားတဲ့ဆိုင်ဇူယီမဒီကသူ့ရဲ့ war rate ကိုကောင်းကောင်းလေးတုံးချသွားတယ်။ twin goal နှစ် goal လုံးမှဆိုသူနဲ့ပေါင်ရင်ပတ်သက်သွားတာကြီးပဲ။အဲ့တော့အာဆင်နယ်တင်းရဲ့တိုက်စစ်ပိုင်းမှာဆိုရင်ဘူကာအိုဆာကာနဲ့ယောဂရက်ကကျွန်တော်ခံမှန်းထားတာမှန်ပြီမဲ့မာတီနယ်လီပွဲထွက်မလာဘဲနဲ့ထော့ဆက်ကိုပဲတုံးလာတယ်။အခုတော့မှအာရီတာရဲ့လက်ဆွဲပွဲထွက်ကစားသမားက process ဖြစ်နေစောင်းစည်းကွက်မှာရောင်းကျင်လို့များလားဒါမှမဟုတ်တကယ်ပဲကြိုက်ဘူးလားတော့မသိဘူးထောက်ချုပ်ကိုဖိသုံးတယ်ခက်စစ်မှာဆိုရင်ဒါကျွန်တော်အကြိုက်ဆုံးလို့ပြောလို့ရတယ်လက်ရှိအသင်းရဲ့လက်ဆွဲကစားသမားတွေဖြစ်တဲ့ Color Fury GB မခါကြီး Saliba နဲ့ Julian Timber David Raya ဒီအတွဲပဲသုံးသွားတယ်အာဆီနယ်ဒီနေ့ clean sheet ရတယ် ဲ့တော့ပရီးမီယာလိပွဲစဉ်9ပွဲကံပြီးသွားတဲ့အချိန်မှာကျွန်တော်တို့ဒီ3ဂိုးပေးရတယ်ပေးရတဲ့3ဂိုးကလည်းတပွဲတစ်ဂိုးလုံးဖြစ်တဲ့အတွက်ကျန်တဲ့3ပွဲမှာတော့ကလင်းရှစ်မရဘူးသို့တော့အာဆင်နယ်က9ပွဲကံပြီးချိန်မှာ4ပွဲထိရာယာကကလင်းရှစ်ရတာဒီရာသီမှာသာရွှေလဲအိစုဆက်ရရင်ရာယာအတွက်3နှစ်ဆက်ရွှေလဲအိစုဖြစ်မှာအဲ့တော့ပွဲအကြောင်းကိုကျွန်တော်ပြောလိုက်ရအောင်တဖက်ကနူနူဆန်တိုကလည်းခေသူတော့မဟုတ်ဘူးအဝေးကွင်းဆိုပေမဲ့တချို့ပိုင်းလေးမှာအာဆင်နယ်ဟိုင်လိုင်းဒက်ဖန်တင်ပြီးတော့အင်ပိုဒီရှင်တွေမှာသူတို့ဆော့ပါတွေ့ရတယ်တကယ်ကိုမှဘောလုံးကို တဲပြီးတော့ဆော့တယ်အာဆင်နယ်တင်းရဲ့ဗက်တက်တီကိုဇုံအသာယူပြီးတော့ဖျက်ဖို့ကြိုးစားတယ်တချို့အခြေအနေမှာဆိုအာဆင်နယ်တင်းရဲ့ဗက်တက်ကလည်းနည်းနည်းတော့ပျော်သွားနေတာရှိတယ်အာဆင်နယ်တင်းရဲ့ခံစစ်ကနေပြီးတိုက်စစ်ကိုသွားတဲ့ဘောလမ်းကြောင်းတွေသူတို့ရောင်းဖျက်ဖို့ကြိုးစားတယ်ဒါပေမဲ့ဇူဝီမန်ဒီပါလာတဲ့ခါမှာအာဆင်နယ်တင်းကတော်တော်လေးတာသွားတယ်အထူးသဖြင့်ပထမဂိုးပထမဂိုးမှာဆိုရင်ဒါကျွန်တော်တို့ဒီ38မိနစ်မှာ ဒီကလာရိုက်သွင်းရတဲ့ဂိုးပေါ့လေအမေရိကအဲ့ဒီဘောလုံးမြဖြားခံလာတာကဘူကောက်ဆာကညာချမ်းမှာဝင်ကားနေတိုးတော့မလို့လုံရင်းနဲ့ကွင်းလယ်မှာရှိတဲ့ဇူမန်ဒီကိုပေးလိုက်တယ်ဇူမန်ဒီကအဲ့ဒါအစည်းရဲ့ပြေးလင်းချောင်းလေးကိုခြာပေးလိုက်တယ်အစည်းကအဲ့ဒါပပနဲ့နဲ့နဲ့ပန်တီဘောက်စ်ကိုပြေးထွက်သွားပြီသူတန်းကန်လာဂိုးသမားကညာဘက်အဝေးထောက်အောင်လှမ်းကန်လာဂိုးသမားကလည်းကောင်းတယ်အရမောင်းလဲရှိတယ်စတော့ကီပါပိုဆန်တဲ့အဲ့ဂိုးသမားလက်နဲ့ပုတ်လိုက်တယ်အဲ့ဒီပုတ်လို့ပြန်ပြီးရှန်ထွက်လာတာကိုဘောက်စ်ထဲမှာပဲဒီကလာရိုက်ကအပြင်းကန်ထည့်သွားတယ်အဲ့လိုအခွင့်အရေးမျိုးတစ်ချိန် အစည်းရခဲ့သေးတယ်အဲ့တော့ပနတီစပော့ထက်တောင်ပို့ပြီးနေသေးတယ်ဒါပေမဲ့သူကန်လိုက်တာထောင်သွားခဲ့တာ ဖြစ်တဲ့အတွက်ဒါပေမဲ့ဒီကိုမှမြေဖျားခံရတာကစာကန်နဲ့ဒီဆူမီမက်ဒီစီယာပေါ့လေအဲ့ဒါကိုအစည်းရကန်နဲ့ပြန်ရှန်ထွက်လာတဲ့ဘောလုံးကို rice ကပိတ်သွင်းတယ်အဲ့အတွက်ဖန်တီးမှုတော့အစည်းရရမသွားဘူးဒါပေမဲ့ဒီကလန်ရိုက်နေနဲ့အတင်းဟောင်းဂိုးသွင်းတာဖြစ်တဲ့အတွက်အောင်မွေးမခံဘူးဒီကိုနဲ့ပတ်သက်ပြီးကျွန်တော်ဥဆောင်ကိုစပြီးရတယ်ဒုတိယကိုဒုတိယကိုကတော့ဂျူရန်တင်မောင်လုံးဝအပြည့်အဝချီကျူးရမှာ တစ်ဖက်ကမာတီဇူမန်ဒီပေးလိုက်တဲ့ဘောလုံးတော်တော်လေးကောင်းလောင်ဘောချပေးလိုက်တာအဲ့ဒီလောင်ဘောဒီပနတီစပော့ဒီဒီပနတီစီးလိုင်းနာကိုရောက်နေပြီအဲ့ချပေးလိုက်တဲ့ဘောလုံးကိုသူကအตาရလေးပဲဘောလုံးကို first step နဲ့မထီတော့ဘဲနဲ့ဘောလုံးသွားလမ်းကြောင်းအตาလေးမျောပြီးလူကာပြီးလှက်ထွက်သွားတယ်ဒါောက်တစ်ဖက်ကသားမကလိုက်ပြီးတော့ရှင်းတဲ့အခါမှာဘောလုံးမထီဘဲနဲ့ပနတီပေါက်ဆဲရောက်တဲ့အချိန်မှာနှစ်အောင်လုံးပစ်လဲကြသွားတယ်အဲ့တော့ ပြစ်ဒဏ်ကျူးလွန်တဲ့အာဆင်နယ်ပဏ္ဍီရကျွန်တော်ထင်တာပေါ့လေယောဂရက်တော့ကိုရပြီလို့ဘာလို့လဲဆိုတော့ယောဂရက်အနေနဲ့ဒီနေ့ပွဲစီမှာနည်းနည်းလိုအပ်ချက်ရှိရည်လဲပါတယ်ဒါပေမဲ့သူ့ကိုတဲပြီးတော့လူကကစားတဲ့အတွက်တခြားကစားသမားတွေစပေးရလဲပါတယ်အဲ့ဒီကိုကိုဘူကောက်စာကကပရီးမီးယားလိပွဲပေါင်း200ပြည့်အထိမ်းမဲ့နေနဲ့သူ့အတွက်မှတ်မှတ်ရဖြစ်ဖို့အတွက်ဒီပဏ္ဍီကိုသူ့ကိုယ်တိုင်မြဲကန်သွင်းသွားတယ်ကိုရသွားတယ်ဒီနေ့မှာယောဂရက်ကြောင့်နည်းနည်းပြောဖို့လိုလားပေါ့လေတချို့ကပြောယောဂရက်ကိုအားမရဘူးပါကြဒါပေမဲ့ကျွန်တော်မြင်အောင်ကြည့်ရမယ် မြင်အောင်ကြည့်ရမယ်ဆိုတာကယောဂရက်တီကျန်ကလေးရဲ့တရားဂိုးတွေအများကြီးသူနာတဲ့ထိတ်တန်းတိုက်စစ်ကစားမဖြစ်တဲ့အတွက်လက်ရှိပရီးမီယာလီဂ်မှာဘယ်အသင်းနဲ့ပဲတူတူသူ့ကိုမမ်းမကင်တယောက်အနည်းဆုံးကတ်ရတယ်။ဒါပေမဲ့ imposition တွေမှာသူ့ရဲ့ပြုထုတ်မှုတွေတားဆီးဖို့အတွက်နှစ်ယောက်ကတ်ရတယ်။အဲ့တော့မြင်တောင်ပြောမှဆိုရင်ကျန်ကလေးရာတရားကျွန်တော်တို့တိုက်စစ်မှုတွေအထူးသဖြင့်ဟာဘတ်လိုကစားမမျိုးတွေရှိပေမဲ့ပြန်ပြန်ကစားသမားတွေကအဲ့ကစားမိုက်နဲ့ပတ်သက်ပြီးတိတ်ပြီးတော့ကက်လီကထအရမ်းမရှိဘူး။ကတ်တော့ကတ်တယ်။ဒါပေမဲ့ဝင်းတွေကိုထွက်ပြီးတော့ market ယူကြတာများတယ်။ဒါပေမဲ့ဗီတာယောဂရက်ကတိုးအား သူ့ရဲ့နေရာယူမှုသူ့ရဲ့တက်ရှင်ပိတ်သွင်းဖို့ကြိုးစားမှုတွေကြောင့်ခံစားမှုအလုံများတာဖြစ်တဲ့အာဆင်နယ်တင်းရဲ့တောင်ပံတွေကမနေ့ကတည်းကဆိုင်ပို့ပြီးတော့လွတ်လပ်လာတယ်ပြီးတော့တိုက်စစ် အရှိကဟက်စပီနေရာတွေပြီးရင်ဘောက်စ်တိုးဝင်တာတွေ cross ball တွေအဲ့ဒီဘိုင်းတွေမှာဆိုရင်ရောက်ရဲလိုအားနှုံးကြောင့်ပဲကျွန်တော်ပို့ပြီး speed တွေရာတွေ့ရတယ်။အဲဒီနေ့ပွဲစဉ်မှာနူနိုဆန်တူရဲ့အသင်းကအာဆီနိုဘာမှမလုပ်နိုင်ဘူးလားဆိုတော့မဟုတ်ဘူး။လုပ်နိုင်တယ် ဒါပေမဲ့တချို့အချိန်မှာတော့အာဆင်နယ်သင်းနောက်တန်းပဲတည်ငြိမ်နဲ့ဖျက်ထုတ်သွားခဲ့တယ်။တော်တော်ကောင်းတဲ့ chance တချို့လည်းရှိခဲ့ပါတယ်။ဘဝင်တို့ပြေးထွက်သွားတာမျိုးတွေဒါပေမဲ့အာဆင်နယ်သင်းကပပနဲ့နဲ့ပဲရတဲ့ကိုထိမ့်ပြီးဆော့ပြီးမှနောက်တကိုထပ်ပြီးသွင်းသွားခဲ့။ဒီနေရာမှာတမျိုးကောင်းတာကဘူကောင်းစားကရဲ့ကိုကလူချိုနေခဲ့တာ။သူပြေးထွက်တဲ့အချိန်မှာနည်းနည်းလေး delay ဖြစ်ပြီးတော့ဒါလူချုံသွားခဲ့တာဗောလေ။အဲ့တော့ပခုံးတစ်စန်းစောင်းထွက်နေတဲ့အတွက်အဲ့ကိုကကျွန်တော်ဂိုးပြီးလုံအောင်ထင်တာ။ ဂိုးလည်းတကယ်ရပြီထင်တာပေါ့လေကျွန်တော်အောင်ပွဲခံမှုလုပ်နေနေနောက်မှလူကျုံနေခဲ့တယ်ဆိုပြီးတော့ဟောဒီနေ့ပွဲစဉ်မှာတော့မမေးရကစားသမားကိုပြောပါဆို Color Fury ကောရီတာဗျာအာဒီတာဘာကြောင့် Loose Skeleton ဆိုင် Califor ဟို Color Fury ကိုဒီရဒီမှာရွေးလဲဆိုတော့ Color Fury ရဲ့ War Rate မခုမကက်ကစားတာအီတလီသားဆိုရင်လည်း Scale by your ဒီ Physical Attribute by your တောင်မတိထွက်ဆော့တော့အရင်က Vaseline ဖြစ်တာရော Color Fury စီမှာတွေ့ရတယ် သူကတောင်ပေါ်မှာလည်းထွက်ဆော့တယ်ပရိသေဘောက်ထဲမှာလည်းရှိတယ်ပြီးရစာကာဘတ်ချောင်းလည်းဒီဒေါင်လိုက်ကြီးပြန်ပြီးဆင်းလာပြီးတော့ကွင်းလင်မှာလည်းအင်ဗတ်တာဝင်ဆော့တယ်ကာလာဖီယိုရီဒီလင့်ကတ်တွဲတဲ့အပိုင်းဒီမှာတောင်ပေါ်ကစားမတွေဆော့ရတာပို့ပြီးလွတ်လပ်ဖို့အတွက်စပီဒ်တွေရှာပြီးတဲ့ပလေးယာအဲကြောင့်ကျွန်တော်ကဒီနေ့ပွဲစဉ်မှာအာဆင်နယ်တင်းရဲ့စပီဒ်တွေယာတိုင်းယာတိုင်းအာဆင်နယ်တင်းတော်တော်လေးကိုမှ chance တွေအစဉ်ပြေတိုင်းမှာကာလာဖီယိုရီကလည်းတိုက်စစ်ပိုင်းနဲ့ပတ်သက်ပြီးတော်တော်လေးလုံအောင်ပြူပါတွေ့ရတယ် မာနီအိုဒီကဒဏ်ရာသွားတာတော့တအားမပြင်းထန်လောက်ထင်တယ်။မာနီကသူထွက်သွားတဲ့ဘောလုံးသူလှမ်းတားတာ။ဒါပေမဲ့ဒူးချင်းရိုက်မိသွားတာ။မာနီအိုဒီကရဲ့အဲနောက်တစ်ယောက်ကတော့ဘူကောက်ဆက်ကနည်းနည်းလေးနာကျင်သလိုဖြစ်တယ်ဆိုပေမဲ့တခုရှိရကျွန်တော် international break ခံသွားဖြစ်တဲ့အတွက်တော်သေးပြလို့ရတယ်။ဒီကလန်ရိုက်ကတော့ဒါကစားသမားနှစ်ယောက်ဘောလုံးရှင်လူနဲ့သူနည်းနည်းပြုတ်ကြတဲ့အခါမှာခါနည်းနည်းမြတ်သွားသလိုဖြစ်သွားတွေ့ရတယ်။အဲ့တော့သူ့ကိုလူစားလေးလိုက်တယ်။ အဒီနေ့ပွဲစဉ်နဲ့ပတ်သက်ပြီးတော့အာဆင်နယ်အသင်းကမီခေးမိန်နိုမာတင်နယ်လီလူးဝစ်ကယ်လီအီတန်ဝန်ဒရီဇူယီမန်ဒီအဲ့၅ယောက်ကိုလူစားလဲခဲ့တယ်။အဲ့တော့လူစားလဲပြီးဝင်လာတဲ့ကစားသမားတွေကလည်းတချို့ပိုင်းဒီမှာပို့ပြီးတော့ကောင်းတဲ့ quality ကြီးပါလာတာတွေ့ရတယ်။တချို့ကစားသမားတွေပေါ့လေ။တချို့ကစားသမားတွေကတော့အစောတွေကဒါ trouser လို့ကစားသမားမျိုးတွေကိုလည်းအရန်အဖြစ်ကနေပြီးတော့ first line နဲ့ဖြစ်ထဲတာ။အဲ့ကြောင့်တစ်ခါကျရင်ကျွန်တော်ခုနောက်ပိုင်းအာဒီတာဘယ်လူစည်းကိုပဲထွက်ထုတ်အချိန်တိုင်းကောင်းမင်းမျိုးပဲဆိုကစားသမားတွေထပ်ပြီးဝင်လာမှသိရဖြစ်တဲ့အတွက်ကျွန်တော်စောရကတက်ပြီးတော့အဲ့တော့နီးပြားကြီးအတွက်ဆိုတော့ဒါပွဲပေါင်း300ပြည့် သူတက်နိုင်ပွဲနဲ့ဒါ300ပြည့်ခဲ့တယ်ဗောလေအော်ဒီနေ့ပွဲစဉ်မှာဆိုရင်ဒေတာအချက်လက်တွေရဆိုရင်တော့အာဆင်နယ်အသင်းအနေနဲ့ဘောလုံးပိုင်ဆိုင်မှု68ရာခိုင်နှုန်းရှိတယ်တစ်ဖက်က33ရာခိုင်နှုန်းပဲရှိတယ်အာဆင်နယ်အသင်းအနေနဲ့အချိန်29ပေါက်ကန်တယ်9ချိန်ပဲ9ပေါက်တဲ့ဒါပေမဲ့2ကိုရတယ်ကော်နာကနေ9ချိန်ရတယ်တစ်ဖက်ကတော့ဒါ9ပေါက်ကန်သူမှု4ချိန်ရှိတယ်တစ်ချိန်မှ9ပေါက်မတည့်ဘူး ရိုက်ယာတလုံးမှမဖမ်းလိုက်ရဘူးလို့ပြောရင်ပိုကြီးမှန်မှာပေါ့လေအာဆင်နယ်ကဘောလုံးပိပုံးကိုပတ်စပေါင်း485ကျင်းရှိရဲတစ်ဖက်က200ခွန်းကျင်းပဲရှိဒီချက်လက်တွေကိုကြည့်မယ်ဆိုရင်အာဆင်နယ်တင်းကဘောလုံးပိုက်ဆိုင်မှုဘောလုံးပိပုံးမှုဂိုးပေါက်ကန်သွင်းမှုရတဲ့ chance တွေကနေဂိုးရယူနေအပိုင်းဒီမှာဆိုရင်တော်တော်လေးကိုအဆင်ပြေတွေ့ရဲအော်ဒီနေ့ရတော့နှစ်ဂိုးမှဆိုရင်တကူကတော့ပနတီတဲကန်ဘောကနေပဲရခဲ့တာပေါ့လေအဲ့တော့အာဆင်နယ်တင်းနေကိုလို့ကိုလို့ပြီးကျွန်တော်ဒီဗီဒီယိုရိုက်ကူးနေတဲ့အချိန်မှာတော့ ချက်စီးပွဲမလာခင်ဖြစ်တာဖြစ်တဲ့အတွက်ဒါအာဆင်နယ်ကတော့အဆင့်တက်မှာရှိတယ်ချက်စီးနဲ့လီဗာပူးအသင်းပွဲစီရလက်ပေါ်မူတည်ပြီးတော့အဆင့်ကတော့အပြောင်းလဲရှိမယ်သို့တော့အာဆင်နယ်ကသူလုံးဆရာရှိရာလုံပြီးတော့လောလောဆယ်16မိနစ်အဆင့်တက်မှာရောက်နေတယ်ဒါကလီဗာပူးရဲ့ရလက်ကိုကျွန်တော်ကြည့်ပြီးတော့မှပဲဆက်ပြီးပြောလို့ရမယ်ရပါဘောလေသို့တော့ကိုလုံးဆရာရှိရလှုပ်ထားဖို့ကအမှန်ဆုံးပဲအဲ့တော့ကျွန်တော်အများနဲ့ပြောနေကြစကားတခုရှိအနည်းဆုံးပွဲကိုနိုင်အောင်ကအဲ့ဒါအမှန်ဆုံးပဲယာတီကုံမှာရကျင်တဲ့ဖလားရ တေချာတခုကတော့အနည်းဆုံးပွဲကိုအနိုင်ခံရှိတဲ့ player နဲ့ပဲဆက်ပြီးကျွန်တော်တို့ခြေတက်ရမယ်။မာတင်အိုရီကက်ဒန်ယာချင်းတွေထူးရင်တော့ကျွန်တော်ဖော်ပြပေးသွားပါမယ်။ကဲပြီးသွားလို့ရှိရင်တော့အကြိုက်ဆုံးကစားသမား၅ယောက်နဲ့ကျွန်တော်ပြန်လာခဲ့ပါမယ်။လန်တန်တိုင်းမှာကျွန်တော်တို့နိုင်ပွဲနဲ့အတူတူဒီညကိုနှုတ်ဆက်ပါရစေ။ International break ကတော့ပြေးစရာကြီးပေါ့ဗျာ။ဒါပေမဲ့လည်းကျွန်တော်တို့ရှေ့က international break မတိုင်မှာလဘာမှုရှုံးခဲ့တာအခုတော့ကျွန်တော်တို့လန်ဒန်တိုင်းမှာအနိုင်နဲ့ပဲ international break ကိုနှုတ်ဆက်နိုင်ခဲ့တယ်ပြီးရင်လည်းဒါဘီနောက်တစ်ပွဲရှိသေးတယ်ဖူဟန်နဲ့ ပြီးအဲ international ပြန်ဆောက်လို့ရှိရင်မော်လေအဲ16ရက်နေ့လောက်ကျရင်ကမ်းပါတယ်ကဲအဆုံးထိကြည့်ပြတော့လဲအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာဘောလုံးမွေးနဲ့ပတ်သက်ပြီးတော့စီးပွားဖြစ်ဖြစ်ပြောရင်ဖြစ်စောင့်ကျင်နေစုနဲ့ဘိုင်ဘာဖုန်းတော်တို့ကို646 46လုံး33တိန်နံပါတ်33ကို9963ခွန်းောင်းနေရာတို့မှာဆက်သွယ်ချိတ်ဆက်ပြီးကစားလို့ရပါတယ်ကျွန်တော်စီမှာဓာတ်ရိုက်လာပြီးတော့အကောင့်ဖွင့်လို့ရပါတယ်အားလုံးကို nutri ကျူစွာပါတယ်ခင်ဗျာ